SK Story ကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျ SK Story ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့2024ခုနှစ်တုန်းကထွက်ရှိခဲ့ပြီးတော့ A Short for Kela လို့နာမည်ရတဲ့ TV series လေးကို recap နေနဲ့တင်ဆက်ပေးဖို့ကျွန်တော်ရွေးချယ်ပေးထားပါတယ်ဒါမှတက္ကသိုလ်ကျောင်းသူလေးတယောက်ကသူမောင်ငယ်စဉ်ကလေးကပြုစုပြိုးထောင်ပေးခဲ့တဲ့ဦးလေးဖြစ်သူရုတ်တရက်တေဆုံးမှုကြောင့်မလို့အမွေဆက်ခံရမယ့်အခြေအနေနဲ့ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာဘလို့မျိုးအခက်ခဲတွေနဲ့ ဘယ်လိုမျိုးစိန်ခေါ်မှုတွေကိုရင်ဆိုင်ရမလဲဒါအပြင်သူမဦးလေးရဲ့တေဆုံမှုနဲ့ပတ်သက်ပြီးတော့ဖုံးကွယ်ထားတဲ့လှုပ်ဝက်ချက်တွေနောက်ကွယ်ရကြံစီမှုတွေကဘာတွေလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာပဲဖြစ်ပါလိမ့်ကဲပါလေအစင်းနေပြပြီဆိုရင်တော့ကျောရီအကြောမရှိတော့ဘဲနဲ့ season 1 episode 7ကိုစတင်လိုက်ကြအောင်ပါဟုတ်ကဲ့ပါကျောကတော့ SK story ကနေပြီးတော့တင်ဆက်ပေးနေတဲ့ရှိန်သူပဲဖြစ်ပါလိမ့် ဒီဘက်မှာတော့ဂျေမန်ကမင်းရဲ့ကိုသူ့ရဲ့ငေးငယ်ချင်းဟွန်ဒါစီကိုပို့လိုက်တဲ့အခန်းအနေစတင်ထားပြီးတော့မင်းရဲ့ကိုခဏလောက်ကြည်ထားပြီးဖို့လည်းမှားလိုက်ပါရီနောက်တစ်ခါမှာတော့ဂျေမန်တို့မိသားစုကပထမဆုံးချိန်ဓာတ်ပုံတူတူရိုက်ကြပါရီမကြပါဘူးဂျေမန်မင်းရဲ့ယောဂအခြေအနေကပိုးပြီးတော့ဆိုးလာနေပါရီအကူနဲ့မကြီးဘောကောင်းမေးဖို့နဲ့ဂျီအန်ကိုလည်းတည်တည်ချာချာလေးဂယူးဆိုင်ပေးဖို့မှားနေပါရီပြီးတော့အမေကအရှက်ရစရာမရှိဘဲနဲ့အေးအေးချမ်းချမ်းနဲ့ကောင်းမွန်တဲ့ဘဝအောင်နေလာခဲ့တာမလို့အမေကိုစိတ်မပူဘူးနဲ့ခဏနေအကူလာတော့မှမလို့အရင်ပြန်နာဖို့ပြောလိုက်ပါရီ ဂျေမိုင်းတငယ်ချင်းဟိုနာကတကယ်တော့စကားမပြောနိုင်သူတယောက်ဖြစ်ပြီးတော့မောင်ကိုလက်နဲ့ရောင်းဝယ်လုပ်ငန်းကိုလုပ်နေပါတယ်။သူကလက်နဲ့စိတ်ပိုင်းတွေကိုလက်ခံရရှိချိန်မှာလက်နဲ့တွေကိုထုတ်ပြီးတော့စစ်ဆေးကြည့်နေချိန်မှာပဲလူတယောက်ကအိမ်ထဲဝင်လာတာကိုသတိထားမိလိုက်ပါတယ်။ဟိုနာကအဲ့ဒီမှာတနက်ကိုယူပြီးတော့ချက်ချင်းထွက်ကြည့်လိုက်တဲ့အခါမှာတော့တယောက်ကတကားရဲ့တော့ချိုးပြထားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီမှာပဲလူတယောက်ကသူ့ကိုလက်နဲ့မောင်ကိုဆိုင်ဖွင့်ထားပြီးတော့လုံယုံရင်းကဘာလို့ဒီလောက်ထိတောင်မှယော်ရဲနေရလဲလို့အပြစ်တင်လိုက်ပါတယ်။အဲ့လူကတခြားသူမဟုတ်ဘဲနဲ့ဂျေမန်ဖြစ်နေတာကိုတွေ့လိုက်ရတော့ဟိုနာကလည်းချက်ချင်းနှုတ်ဆက်လိုက်ပါတယ်။ ။ဟိုနာကဂျေမန်ကိုသူ့ဆိုင်တွေကိုခေါ်သွားခဲ့ပါလေ။အဲဒီမှာမင်းဟေကဂျေမန်ကိုတွေ့တော့ချက်ချင်းပဲပြေးသွားပြီးတော့သူ့ကိုဖတ်လိုက်ကသူ့ကိုတရိယာကြောင်ပြောလိုက်ပါလေ။အဲဒီချိန်မှာဟိုနာကမင်းဟာဘယ်သူမှမသိမ်းပေးဘဲနဲ့တနက်ကိုတက်ဆင်ပေးထားတာကိုတွေ့လိုက်ရပါလေ။ဂျေမန်ကဘေးလီအကြောင်းကိုဟိုနာနဲ့တိုင်ပင်ပါလေ။ပြပြခဲ့တဲ့နေရာမှာဘေးလီရဲ့အလောင်းကိုမတွေ့ခဲ့တာကြောင့်ဘေးလီမသေးသေးဘူးလို့သူကထင်နေပါရီ။ဟိုနာကငွေချင်းကိုနှစ်သိမ့်ဖို့ကြိုးစားပါရီ။ဒီလောက်ပြင်းထန်တဲ့ဘုံပေါက်ကွဲမှုမှာဘလို့မှမလွတ်နိုင်ဘူးလို့လေသူကပြောပါရီ။ပြီးတော့ဟိုနာကအခုဘာရီဆက်လုပ်မလဲလို့မေးလိုက်တော့ဂျင်းမန်လေး ူဘာလို့မှမသိဘူးစင်းလဲမစင်းစားရသေးဘူးလို့ပြောတာကြောင့်မလို့ဟိုနာကသူ့စီမှာအလုလာလုပ်ဖို့ပြောလိုက်ပါတယ်ဟိုနာကသူ့ရဲ့လက်နက်မောင်းခိုးရောင်းဝယ်ရေးကို online shop ဖွင့်ပြီးတော့စီးပွားရေးတိုးချဲ့ဖို့စီစဉ်နေကြောင်းပြောလိုက်တော့ဂျေမန်ကအံ့အားတင်သွားပြီးတော့ကွန်ပျူတာမတုံတက်လို့စင်းစားအုပ်တောင်မှလက်နဲ့ရေးနေရတဲ့ဟိုနာကဘလို့များ online shop ဖွင့်ပါလေလို့ပြောလိုက်ပါတယ်ဟိုနာက "तू ကနေပညာပိုင်းမှာမကျွမ်းကျင်ဘူးဆိုပေမဲ့လေသူ့ညီ brother ကဒီကိစ္စမှာအရန်တော်တယ်လို့ပြောလိုက်ပြီးတော့ဂျေမန်ကိုစီးပွားရေးအတူတူပူးပေါင်းလုပ်ဖို့ဆွဲဆောင်နေပါတယ်ပြီးတော့ဟိုနာကမင်းရဲ့တက်စင်ထားတဲ့တနက်ကိုပြပြီး မင်းကလည်းတာမန်မဟုတ်ဘူးသူမကတနက်ကိုမတင်ပေးဘဲနဲ့တက်စင်တက်တယ်လို့ပြောလိုက်ပါလေတပတ်မှလေးဘေးလီကအဖွဲသားတွေကိုစုစည်းပြီးတော့ဂျင်မန်ကိုလက်စားချေဖို့အစီအစဉ်ဆွဲနေပါလေဆောင်းညိုကဂျင်မန်ကိုကားမောင်းပေးနေကြဂျွန်ချောစီကိုဘေးလီမတီးသေးကြောင်းဂျင်မန်စီကိုဖုန်းဆက်ခိုင်းပြီးတော့ဂျင်မန်ထွက်လာရင်ရှင်းလိုက်ဖို့နဲ့ဂျန်တဲ့သူတွေကတော့ဂျင်မန်ရဲ့မိသားစုကိုရှင်းဖို့ပြောပါလေဂျွန်ချောကဂျင်မန်ကတစ္ဆာဖောက်ခဲ့တာမှန်ပေမဲ့မိသားစုကိုတော့ထိစရာမလိုဘူးထင်တယ်သူတူမလေးကလည်းခုနှစ်နှစ်ပဲရှိသေးတယ်လို့ပြောလိုက်ပါလေဘေးလီကလည်းအေးမလို့ချင်းတဲ့ကောင်ဖဲနေရတယ် အဲ့လိုပြောလိုက်တော့ဂျုံချောကလည်းထွက်သွားဖို့လုပ်ပါရီအဲအချိန်မှာဆောင်းဂျိုကတခြားမိသားစုကိုဂယူးဆိုင်နေလို့ကိုယ့်ရဲ့မိသားစုကိုမေးနေရဲဆိုပြီးတော့ချင်းချောက်လိုက်ပါရီဂျုံချောမှာကလေးနှစ်ယောက်တောင်မှရှိတာမလို့သူတို့ခိုင်းတဲ့အတိုင်းမလုပ်ရင်သူ့မိသားစုလည်းလုံခြုံတော့မှာမဟုတ်တာအကြောင်းမလို့မတက်တာရောပဲနဲ့လုပ်ပေးရပါရီအဲ့နောက်မှာတော့ဘေးလီကဂျင်မတ်အမေဆေးကုသမှုခံယူနေတဲ့ဆေးရုံကိုသွားခဲ့ပြီးတော့ဂျင်မတ်အမေကိုအသက်ရှူကြအောင်လှုပ်ကာတတ်လိုက်တာဖြစ်ပါရီဂျင်မတ်တို့မိသားစုကလည်းသူ့အမေအတွက်ဇာပနာကိုစီစဉ်တင်ရပါရီဂျင်မန်ကသူ့အမေကယောဂအကြောင်းမလို့တေးဆုံးနေဆိုတော့ကိုလုံးဝမယုံကြည်ပါဘူး မကြသေးတဲ့အချိန်ကပဲသူနဲ့သူ့မိစကားပြောနေတော့ကယောဂအချိန်တွေကစိုးရင်စရာအချိန်တွေမဟုတ်ပါဘူးဂျေမန်ကသူ့ကိုကိုသူ့မိရဲ့အလောင်းကိုခွဲစိတ်စစ်ဆေးကြည့်ဖို့ပြောပါလေဒါမဲ့အကိုဖြစ်သူကငင်းဆန်နေရကြောင့်ညီကိုနှစ်ယောက်ထပြီးတော့စကားများချပါလေမကြီးဖြစ်သူကအဲ့ဒါကိုမြင်တော့နှစ်ယောက်စလုံးကိုစိတ်အေးထားဖို့ပြောလိုက်ပါလေပြီးတော့ဂျေမန်ကိုအိမ်ပြန်ခိုင်းပြီးဂျီယန်ကိုပါခေါ်ပြီးတော့ခဏကြည့်ထားဖို့ပြောလိုက်ပါလေအဲဒီနောက်ဂျေမန်ကဂျီယန်ကိုအိမ်ပြန်ခေါ်သွားပါလေအဲဒီမှာပဲစောင်းဂျိုကဂျေမန်မိရဲ့ဇာပနာကိုရောက်လာပြီးသူ့ကိုနဲ့မကြီးဖြစ်သူကိုနှုတ်ဆက်ဖို့ဝင်သွားခဲ့ပါလေ ။ဆောင်းကျော်က "तू ကဂျင်မဲ့တငယ်ချင်းဖြစ်ကြောင်းနဲ့အခု तू ကပန်းဝေတစ်ခွေယူလာကြောင်းပြောပါလေ။ဒါမဲ့ကိုရိုင်းမတင်နိုင်လို့သူတို့နှစ်ယောက်ကိုကူညီတယ်ပေးဖို့တောင်းဆိုလိုက်ပါလေ။ဂျင်မဲ့ရဲ့အကူနဲ့မကြီးဖြစ်သူကဆောင်းကျော်နောက်ကိုလိုက်သွားပါလေ။ပြီးတော့သူတို့ကပန်းဝေတစ်ခွေဘာလို့အပေါ်ထဲမှာရှိနေရလဲလို့တန်းနှစ်ယောက်စဝင်လာခဲ့ပါပြီ။အဲဒီအချိန်မှာဆောင်းကျော်စီကိုဂျင်မန်ကတူတူမာလီနဲ့တူတူကားမောင်းထွက်သွားပြီဆိုရဲဖုန်းဝင်လာခဲ့ပါလေ။ဆောင်းကျော်ကဖုန်းထဲကလူကိုကိစ္စမရှိပါဘူး။ဒီဘက်ကလည်းအစီအစဉ်တိုင်းဆက်လုပ်မယ်လို့သူကဆိုလိုက်ပါလေ။ဂျေမန်ရဲ့ကိုကဘာအစီအစဉ်လဲလို့တန်းတရားဝင်လာပါလေ အဲအချိန်မှာသူတို့ဟာစောင်းဂျူရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါပြီပြီးတော့စောင်းဂျူကငါတို့ရဲ့စီစဉ်ကမင်းတို့လင်မယားနှစ်ယောက်တေးရမှာလို့ပြောလိုက်ပါတယ်ပြီးတော့သူကနှစ်ယောက်စလုံးကိုတက်ပြီးဂျေမန်ကိုတော့အဆောင်အအောင်ကိုပြစ်ချလိုက်ပါတယ်တပတ်မှာတော့ဂျေမန်ကဂျီယန်ကိုအိမ်ပြန်ခေါ်သွားနေပေမဲ့လေသူ့မိတေးဆုံးရတဲ့အကြောင်းရင်းကိုတန်တရားဖြစ်နေတော့မယ်ဖြစ်ပါတယ်အဲအကြောင်းသူကဟွန်နာကိုသူ့မိဆုံးသွားတဲ့ညကစေယုံက CCTV ကင်မရာကိုစစ်ဆေးပေးဖို့စာပို့လိုက်ပါတယ်အဲအချိန်မှာ brother ကထွက်လာလို့ဟွန်နာက သူစားစရာဝယ်လာပေးကြောင်းပြောလိုက်ပြီးဘာပဲလုပ်လို့ဘိုက်ပြင်းနေမှာပို့ပြီးတော့အဆင်ပြေမှာပေါ့လို့ပြောလိုက်ပါရီ brother ကလည်းဘာမှမပြောတော့ဘဲနဲ့စားစရာကိုယူပြီးတော့သူ့အခန်းထဲကိုဝင်သွားခဲ့ပါရီနောက်တနေ့မနက်မှာပဲဂျင်းမန်စီကိုဂျုံချောကဖုန်းဆက်လာပြီးဘေးလီမတီးသေးကြောင်းပြောလိုက်ပြီးတော့ဂျင်းမန်ကိုထွက်လာအောင်ဖန်တီးလိုက်ပါရီဂျင်းမန်လည်းချက်ချင်းပဲဂျီယန်ကိုခဏကြည့်ပေးဖို့အတွက်ဟွန်နာစီကိုစာရေးပို့လိုက်ပါရီပြီးတော့ဂျင်းမန်ထွက်သွားဖို့ပြင်လိုက်ချိန်မှာဂျီယန်ကခဏလေးပြန်လာမယ်မဟုတ်လားလို့မေးလိုက်ပါရီဂျင်းမန်ကလည်းအမြန်ပြန်လာမှာဖြစ်ကြောင်းပြောလိုက်ပါရီဟွန်နာကလည်းမက်ဆေ့ချ်ရရတယ်အခန်းထဲကနေအလင်းမြန်ထွက်လာခဲ့ပါရီ အဲဒီမှာ brother ကသူ့ကိုဒေါသတရှိနေဒီနေ့သူနဲ့အတူဝတ်သားသုံးတသားစားဖို့ချိန်ထားတာမဟုတ်ဘူးလားလို့ပြောလိုက်ပါလေ။ဟိုနာက brother ကိုတောင်းပန်လိုက်ပြီးတော့အရေးကြီးတဲ့ကိစ္စတစ်ခုပေါ်လာလို့ညစာမစားခင်ပြန်လာမေးလို့ဂရီပေးလိုက်ပြီးတော့ထွက်သွားခဲ့ပါလေ။ဟိုနာလည်းဂျီမန်တို့နေတဲ့တိုက်အောက်ကိုရောက်နေတဲ့အချိန်မှာပဲတစ်ဖက်ကဂျီယန်ကသူ့ဦးလေးနဲ့ပြောထားတဲ့မေးခွန်းကိုမေးလိုက်ပေမယ့်တကားဖွင့်မှုစူးစမ်းနေတဲ့သူကဘာမှပြန်မဖြေခဲ့ပါဘူး။အဲဒီနောက်တော့ဖြတ်နိုင်ခဲ့ပြီးတော့တကားကိုဖွင့်ကဝင်လာတော့မယ့်အချိန်မှာဟိုနာရောက်လာပြီးတော့အဲ့လူကိုဆွဲထုတ်ကတိုက်လိုက်ပါလေ။ ခနာဒါတိုက်ခိုက်ကြပြီးတဲ့နောက်မှာဟိုနာကလူစိုးကိုအမောက်သိမ့်နိုင်လိုက်ပါ ರಿ ။ဟိုနာလည်းအခန်းထဲဝင်လိုက်ပြီးတဲ့နောက်မှာ GN ရဲ့မိဘကိုစာရေးပြီးတော့ဖြေလိုက်ပါ ರಿ ။အဲဒီချိန်မှာနောက်ထပ်လူတွေလာနေတဲ့အတန်ကိုကြားလိုက်ရကြောင့် GN ကိုအခန်းထဲမှာပုံနေဖို့ပြောလိုက်ပါ ರಿ ။ဇောင်းညုံနဲ့သူတို့ပဲတယောက်ရောက်လာပြီးတော့ဟိုနာကိုတိုက်ခိုက်ကြပါ ರಿ ။တိုက်ခိုက်ကြရင်လည်းဟိုနာကဒဏ်ရာရရှိသွားပြီမေ။ဇောင်းညုံတော့တွားရီကျွတ်ထွက်သွားအောင်ထိုးလိုက်ပါ ರಿ ။အဲဒါကပဲဇောင်းညုံကိုဒေါ်သာထွက်စီခဲ့တာကြောင့်သူ့ရဲ့လက်ဆွဲတော်ပစိမ့်နဲ့တိုက်ခိုက်ပြီးတော့ဟိုနာရဲ့လက်ကိုဖျက်လိုက်ပါ ರಿ ။အဲဒီချိန်မှာပဲဂျေမန်ကဟိုနာစီကို GN ကိုတွေ့ပြီလားလို့စာပို့လိုက်ပါ ರಿ ။ ဲ့ဒါကစောင်းကျိုကိုဟိုနားကဘာလုပ်လဲလို့တန်တရားဝင်စီပါလိ။ဒါမဲ့တေးကြတာကတော့ GN ကဒီမှာရှိနေမယ်ဆိုတာပါပဲ။စောင်းကျိုကလည်း GN ကိုရှာရင်းနဲ့သူမပဒင်းဘောက်ကနေခုံချသွားတာကိုတွေ့လိုက်ရပါလိ။ပြီးတော့သူမကားတိုက်ခံရပြီးတော့ဆေးုံကိုအပုတ်ခံလိုက်ရပါလိ။တပတ်မှလည်းဂျင်မန်ကကောက်အရှိန်နဲ့မောင်းနေပါလိ။အဲအချိန်မှာသူ့ကိုဆက်တွေ့ဖို့ကြိုးစားပေမဲ့အဆက်တွေမရပါဘူး။ဒါမဲ့အဲအချိန်မှာပဲလူဇိုးတွေကသူ့သွားမဲ့လမ်းကိုပိတ်ဆို့ထားကြပါလိ။ပြီးတော့ဂျုံချောကလူသမားအဖွဲ့ကိုခေါ်ပြီးတော့ဂျင်မန်ကအဆက်မပြတ်ပြစ်ခတ်ကြပါလိ။ဂျင်မန်လည်းအယံကိုဒေါ်လာကြီးထွက်လာလိ ပြီးတော့သူ့ရဲ့ကားနောက်ခိုင်းတဲ့ကိုကူးသွားပြီးတော့ဂျင်းမဲ့ကကြီးကားကားဖြစ်နေအောင်မလို့ဂျွန်ချောကအပြစ်ရက်လိုက်ဖို့အချက်ပြလိုက်ပါတယ်။အဲဒီအချိန်မှာဂျင်းမန်ကကားနောက်ခိုင်းတကောက်ဖြွင့်လိုက်ပြီးတော့ကားနောက်ခိုင်းထဲမှာရှိတဲ့ဆက်တနက်နဲ့လူသွိုးတွေအကုန်လုံးအဆက်မပြတ်ပစ်ခတ်လိုက်ပါတယ်။ဒါမဲ့ဂျွန်ချောကရှောင်လိုက်နိုင်ပါတယ်။ဂျင်မန်ကဂျုံချောရှိအောင်သွားပြီးတော့တိုက်ခိုက်လိုက်ကဂျုံချောရဲ့လက်ကိုဓားနဲ့စိုက်ပြီးတော့ဘေးလီတကယ်ပဲအသက်ရှင်နေရတာလို့မြင်လိုက်ပါတယ်။ဂျုံချောကလေတကယ်မသေးသေးကြောင်ပြောလိုက်ပြီးတော့သူလဲရွေးချယ်စရာမရှိလို့သာဒီလိုမျိုးလှုပ်ရတာဖြစ်ကြောင်းတောင်းပန်လိုက်ပါတယ်။ဂျင်မန်က ူ့ကိုရောလို့မေးဖို့အလုံးမှာပဲမတိသေးတဲ့တယောက်ကသူ့ကိုတနက်နေ့ပြစ်လိုက်ပေးမိဂျုံချောရဲ့ကိုနဲ့ကားလိုက်နေတာကြောင့်ချက်ကောင်းအောင်မထီလို့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါရီဘေလီကဟွန်ဒါရဲ့ဆိုင်ကိုရှင်းလင်းမှုအတွက်သူ့ရဲ့လူတွေကိုလွတ်လိုက်ပါရီမင်းကလူတွေဝင်လာတာကို CCTV ကစောင့်ကြည့်နေခဲ့ပြီးတဲ့နောက်မှာတနေရာမှာပုံနေလိုက်ပါရီအဲဒီမှာဝင်လာတဲ့သူတွေကဟွန်ဒါကိုစောင့်ကြည့်တာတက်လိုက်ပြီးလို့ပြောနေကြတာကိုကြားလိုက်ရပြီးတော့သူတို့ရဲ့တာဝန်ကတော့ဂျင်းမန်နောက်ဆုံးမစ်ရှင်မှာလာအောင်ကနေကယ်လာခဲ့တဲ့မျက်မြင်သက်တဲ့မင်းရဲ့ကိုရှာဖို့ပဲဖြစ်ပါရီ အဲ့ဒီအချိန်မှာပဲသူတို့ဖွဲ့တွေကတယောက်ကမင်းရဲ့စင်ထားတဲ့ acid တွေထည့်ထားတဲ့ပုံးအောက်ကိုရောက်လာအောင်မလို့မင်းရဲ့လက်ကျိုးကိုဆွဲချလိုက်တဲ့အခါမှာတော့အဲ့လူရဲ့ပေါ်ကို acid ရေတွေကကျသွားပြီးတော့တေသွားခဲ့သလိုဂျန်နေတယောက်ကိုလည်းမင်းရဲ့ကတနက်နဲ့ပြတ်တက်လိုက်ပါရီအဲ့နောက်တော့မင်းရဲ့ကလိုအပ်တဲ့ပစ္စည်းတွေကိုတိမ်းပြီးတော့ဒီနေရာမှာရှိတဲ့အရာအားလုံးကိုမီးရှို့ပစ်ဖို့ခလုတ်ကိုနှိပ်လိုက်ပါရီပြီးတော့အဲ့နေရာကထွက်သွားခဲ့ပါရီတပတ်မှလည်း farsing ကထိုင်းမှာရှိနေတဲ့သူ့ရဲ့မိသားစုနဲ့ဖုန်းပြောရင်းအိမ်ကိုပြန်လာနေခဲ့ပါရီသူအိမ်ကိုလည်းရောက်တော့လူတယောက်ကသူ့ရဲ့အခန်းထဲကကိုဖျက်ဝင်ရောက်ထားတာကိုတွေ့လိုက်ရပါရီ ဖာစင်ကလည်းတကားပေါ်မှာထားထားရီသူ့ရဲ့လက်ဆွဲတော်ဓာတ်ကိုယူလိုက်ပြီးတော့သတိကြီးစွာထားပြီးတော့ဝင်လာခဲ့ပါလိမ့်။ဒါပေမဲ့သူ့အခန်းထဲကိုဝင်လာတဲ့သူကတခြားသူမဟုတ်ဘဲနဲ့တနက်တန်ရရထားတဲ့ဂျင်မန်ဖြစ်နေရောက်တွေ့လိုက်ရပါလိမ့်။အမဖာစင်ကလည်းချက်ချင်းပဲဂျင်မန်ရဲ့ကိုမာစိုက်နေတဲ့ကြည်စံကိုခွဲစိတ်ကထုတ်ပေးလိုက်ရပါလိမ့်။ဂျင်မန်တယောက်သတိပြန်ရလာတဲ့အခါမှာတော့ဖာစင်ကဒီကိစ္စရမှာ तू မပါခြင်းတော့လို့ तू ဘာဘီလုံကနေပြီးတော့နှုတ်ထွက်လာခဲ့ကြအောင်အခုလည်းပဲမပတ်သက်ချင်တော့ရမလို့ဂျင်မန်အခုသတိရလာပြီဆိုတော့ဒီကနေထွက်သွားလို့ရပြီလို့ပြောလိုက်ပါလိမ့်။ဂျင်မန်ကဖာစင်ကိုသူနားလေကြောင်ပြောလိုက်ပြီးတော့ သူကတနတ်လက်ကိုလိုနေရကြမလို့ fasting မှာရှင့်ရင်ပေးဖို့တောင်းလိုက်ပါလေ fasting ကဂျေမန်ဘာလို့ဘေးလီကိုတတ်ဖို့စူးစမ်းခဲ့တာလေလို့မေးလိုက်ပြီးတော့သူနားမလေတာကဂျေမန်လို့အဖွဲရဲ့စီးမြင့်ကိုအမြင်လိုက်နိုင်သူတယောက်ကဘာလို့ပြဿနာအကြီးကြီးကိုဖန်တီးရလေလို့ပြောလိုက်ပါလေဂျေမန်ကလည်းသူမားခဲ့တဲ့အရာအားလုံးကိုပြန်ပြင်ဂျင်ခဲ့တာဖြစ်ကြောင်းသူသာတရားရုံးမှာတုန်းကအမှန်တိုင်းထွက်ဆိုခဲ့မယ်ဆိုရင်အခုချိန်မှာဘေးလီကထောင်ထဲမှာရှိနေမှာဖြစ်ပြီးတော့အဲ့ဒီခန်းထဲကမိန်းကလေးအများကြီးကလည်းတည်သွားခဲ့မှာမဟုတ်ဘူးဂျေမန်က ။သူအရာအားလုံးကိုပြန်ပြင်ခြင်းပေမဲ့နောက်ထပ်အမားတွေထပ်လို့မိပြန်ပြီထင်းနေ။အခုအရာအားလုံးကိုအဆုံးသက်လိုက်ချင်ပြီလို့ပြောလိုက်ပါရီ။ဖာဇင်ကလည်းဂျင်မန့်ပေါ်မှာနားလေပေးပါရီ။ပြီးတော့သူကဂျင်မန့်ကိုတနတ်တလက်နေကြီးစံ73000ောင်းပေးလိုက်ကဂျင်မန့်ကိုဘေးကင်းကင်းနဲ့ပြန်လာနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရီ။တပတ်မှလည်းဘေးလီကိုသူ့ရဲ့တပည့်တွေကဟိုနာရဲ့ဆိုင်ကိုရှင်းဖို့လွတ်လပ်တဲ့သူတွေကလည်းတေးဆုံးသွားခဲ့သလိုဆိုင်ဝင်လေးမီးရှို့ဖျက်ဆီးသွားခဲ့ကြအောင်အစီရင်ခံနေခဲ့ပါရီ။ဘေးလီကလည်းမင်းရဲ့ဆိုတဲ့မိမရောလို့မေးလိုက်တော့ ူတပေးကအဲ့ဒီမိမပျောက်နေရစီယာဆိုင်ထဲမှာအဲ့ဒီမိမတွေမဟုတ်ဘဲနဲ့တခြားတစ်ယောက်လည်းရှိနေရထင်တယ်လို့ပြောလိုက်တဲ့အချိန်မှာဘေလီကလည်းဒေါသထွက်သွားပြီးတော့သူတပေးကိုရှင်းပြဖို့လုံနေတဲ့အချိန်မှာပဲအီယောင်ဟန်ကရောက်လာခဲ့ပြီးတော့တားလိုက်ပါတယ်အီယောင်ဟန်ကဘေလီကိုဒီလိုမျိုးလှုပ်ဝက်ကြမ်းစီပြီးတော့လုံနေရတယ်ကိုသူမသိဘူးထင်နေရလားအခုရက်လိုက်လို့ရပြီလို့ပြောလိုက်တော့ဘေလီက "तू ရက်လိုက်ရင်တော့မှဂျောင်းဂျင်မန်ရက်တော့မှမဟုတ်ဘူး"လို့ပြောလိုက်ပါတယ်။အီယောင်ဟန်ကအခုကစပြီးတော့ဒီကိစ္စကိုကုမ္ပဏီကကြီးရှင်းလိုက်တော့မှမလို့ဘေလီကိုခဏဘေးဖယ်နေလိုက်ပြီးတော့အေးစေးအနားယူဖို့တက်ပြောလိုက်ပါတယ်။ ဘေးလီရလေဒါဆိုရင်ဂျင်းမက်ကိုဒီတိုင်းပဲလွတ်ထားလိုက်တော့မှာလားအဲ့လိုမေးတော့ဂျီယောင်ဟန်ကဘာလို့လွတ်ပေးရမှာလဲကွာငါတို့လိန်ညာပြီးတော့ငါတို့လူ၈ယောက်လောက်ကိုတည်သွားအောင်လုပ်ခဲ့တဲ့အဲ့ဒီတစ်စဖောက်ကိုရှင်းပြရမယ်လို့ပြောလိုက်ပါရီအဲ့နောက်အီယောင်ဟန်ကစင်းုံတက်နေရတဲ့ဂျီယန်ကိုတက်ဖြစ်ဖို့သူ့ရဲ့လူတွေကိုလွတ်လိုက်ပါရီဒါမဲ့ဂျီယန်ကထွက်ပြေးခဲ့ပြီးတော့ရင်ခွေးရုံမှာပုန်းနေပါရီအဲ့ဒီအချိန်မှာလူသက်သမားကသူ့မှာပုန်းနေတဲ့နေရာစီကိုရောက်လာခဲ့ပြီးရှာတွေ့တော့မယ့်အချိန်မှာဂျင်းမန်လည်းရောက်လာခဲ့ပြီးတော့ ဆေးရုံက CCTV ကိုဟက်ပြီးတော့စောင့်ကြည့်နေတဲ့အဖွဲလေးကလူတယောက်ကိုပြတ်တက်လိုက်က CCTV ကိုကြည့်လိုက်တဲ့အခါမှာတော့လူသက်သမားကရင်ခွဲရုံနဲ့ဝင်သွားတာတွေ့လိုက်ရပါတယ်။အဲဒီနောက်ဂျေမန်ကချက်ချင်းပဲရင်ခွဲရုံစီကိုသွားပြီးတော့လူသက်သမားတွေကိုတိုက်ခိုက်ကတပ်ပစ်လိုက်ပါတယ်။ပြီးတော့ဂျီအန်ဝင်ပုံးနေတဲ့တစ်တာတကားကိုဖွင့်ပြီးတော့ဂျီအန်ကိုပွေ့ချီကဦးလီယာမင်းကိုလာခေါ်တာပါလို့ပြောလိုက်ပါတယ်။တပတ်မှလေးဘေးလီကိုအီယောင်ဟန်ကဘေးဖယ်နေဖို့ပြောလိုက်ပေမဲ့လေဘေးလီကတော့နားမထောင်မိနဲ့ဂျေမန်ကိုအဆုံးသတ်ပေးဖို့ဆေးရုံကိုပါလာနေခဲ့ပါပြီ။ ဂျေမန်ကဂျီယန်ကိုပွေ့ချီပြီးတော့စီးုံကနေထွက်လာတော့မဲ့အချိန်မှာဘေလီနဲ့တွေ့ဆုံခဲ့ပါရီဘေလီကတနောက်ကိုဆွဲထုတ်ကဂျေမန်ကိုတတ်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲဇာဝနာပွဲကလူအိုကြီးကသူ့ကိုဂျားကိုဖျက်သွားခဲ့တာကြောင့်ဘေလီကလည်းတတ်ဖို့အခွင့်မတားတော့ပါဘူးလူအိုရှင်းသွားတဲ့အချိန်မှာဘေလီကြည့်လိုက်တော့ဂျေမန်ကိုမတွေ့ရတော့ပါဘူးနောက်ကမ်းမှာတော့အီယောင်ဟန်ကအိမ်မြန်ရောက်တဲ့ခါမှာသူ့ရဲ့မိကသူ့အဖိုးမွေးနေ့အတွက်ဂုဏ်ပြုပါတယ်ဆိုပြီးတော့ပြောသွားကနှုတ်ဆက်လိုက်ပြီးတော့အဖိုးရဲ့ငွေချင်းဦးလေးကြီးကလှုပ်ပေးထားတယ်လို့ဆိုကာကော်တနက်ကိုပြလိုက်တော့အီယောင်ဟန်ကမျက်နာတစ်ချက်ပြတ်သွားခဲ့ပါရီ ပြီးတော့အဲ့ဒီငွေချင်းဦးလေးကြီးဆိုတာကဂျင်မန်ဖြစ်နေတာကိုလည်းသိလိုက်ရပါတယ်။ဒုံမီသားစုကဂျင်မန်ကိုကောင်းကောင်းကြီးကြိုဆိုပြီးတော့ဂယူးဆိုင်ပါတယ်။အဲဒီနောက်မှာတော့နေအောင်သားကတီးတဲ့စကားပြောဖို့ဝင်သွားခဲ့ပါတယ်။ဂျင်မန်ကအီယောင်ဟန်နဲ့ညှိနှိုင်းခဲ့ပါတယ်။အီယောင်ဟန်ကလှည့်ကွက်တွေများတယ်ဆိုတာသူသိပါတယ်။ဒါကြောင့်ဂျင်မန်ကစကားကိုခက်ရှင်းရှင်းနဲ့ခက်ပွေးပွေးနဲ့ပြောလိုက်ပါတယ်။ဒူဒီယိုလာရာကအရာအားလုံးကိုဒီညမှာပဲအဆုံးသတ်ပေးဖို့တောင်းဆိုချင်လို့ပါ။သူကအားလုံးတစ္ဆာဖောက်ခဲ့တာမှန်ပါတယ်။ဒါပေမဲ့ငါအမိနဲ့ငါကိုပြီးတော့ငါရဲ့မကြီး ငါ့ရဲ့တငယ်ချင်းတွေကငါ့ကြောင့်တေဆုံးခဲ့ရလေအလောက်ဆိုရင်လုံလောက်ပြီမဟုတ်ဘူးလားလို့အီယောင်ဟန်ကိုမေးလိုက်ပါတယ်ပြောရရင်သူတီယွန်ရောက်နေတာကအီယောင်ဟန်ပြန်မရောက်ခင်တနားရီအလိုလောက်ခရေရပါသူ့တနက်ထဲမှာကြီးစံ9000ကျန်နေနေတယ်အီယောင်ဟန်ရဲ့မြီးဇနီးတမီးနဲ့တမတ်တွေကိုတက်လိုက်ပြီးဆိုရင်တော့မှကြီးတစ်ထောင်ကျန်ပါသေးတယ်ဒါမဲ့သူအဲ့လိုမလုပ်ခဲ့ပါဘူးအီယောင်ဟန်အနေနဲ့ဒီကိစ္စကိုသူတောင်းဆိုရတဲ့အတိုင်းရက်တန့်တင်လားဆိုတာကိုတေချာစဉ်းစားကြည့်ပါလို့ပြောလိုက်ပါတယ်အီယောင်ဟန်ကလည်းချက်ချင်းပဲဘေးလီစီကိုဖုန်းဆက်လိုက်ပြီးတော့ သူဂျီမန်နဲ့ညှိနှိုင်းနေကြအောင်ဂျီမန်ကအရာအားလုံးကိုဒီမှာပဲရက်တက်မေးလို့ပြောနေကြအောင်ပြောလိုက်ပြီးတော့ဘေးလီကိုလည်းဂျီမန်နဲ့ထပ်ပြီးတော့မပတ်သက်ဖို့ပြောလိုက်ပါလိမ့်ဘေးလီကတော့ဘာမှပြန်မပြောဘဲနဲ့ဖုန်းကိုချလိုက်ပြီးတော့အယူတယောက်လိုမျိုးရီမောနေခဲ့ပါလိမ့်နောက်တစ်ခါမှတော့ဂျီမန်ကဂျီယန်ကိုဖာဆင်ရဲ့အိမ်ကိုခေါ်သွားခဲ့ပါလိမ့်ဖာဆင်ကဘာဘီလုံကဒီမှာပဲရက်နေမယ်ထင်နေရလားလို့မေးလိုက်တော့ဂျီမန်ကဘာဘီလုံကရက်လောက်ပင်မဲ့ဘေးလီကတော့ရက်မှာမဟုတ်ဘူးလို့ပြောလိုက်ပါလိမ့်ဖာဆင်ကလည်းဂျီမန်ကိုအဲ့ဆိုမင်းအရင်ဆုံးလှုပ်ရှားမှလားလို့မေးလိုက်တော့ဂျီမန်လည်း ငါအဲ့လိုလုံးမှဖြစ်မှာဆိုပေမဲ့လေငါတို့မှရေရှည်အစီအစဉ်လိုအပ်တယ်လို့ပြောလိုက်ပါရီဂျင်မန်ကဖာစင်ကိုမြေနေရောင်လာကြည့်ခိုင်းပြီးတော့ပုံနေရတိုင်းသူငငယ်ချင်းဟွန်နာလှုပ်ချင်နေတဲ့ online shopping mall ကိုဒီရောက်မှတိစောက်ဖို့အတွက်ပြောလိုက်ပါရီဖာစင်ကတော့အကြောင်းဂျင်မန်ကအကျူးပဲလို့ပြောလိုက်ပြီးတော့မြေတူတာကတော့ဂျင်မန်ကိုယ်တိုင်လှုပ်ပါလို့ပြောလိုက်ပါရီသူတို့မြေရောက် shopping mall တိစောက်ပြီးရတဲ့ဂျင်မန်ကဟွန်ဒါရဲ့ညီ brother ကိုသူနဲ့တူတူနေဖို့တွားပြီးတော့ခေါ်လာခဲ့ပါရီအဲဒီနောက်အကြောင်းဂျင်မန်ကဂျီယန်ကိုလည်းသူ့ရဲ့အိမ်ကိုခေါ်လာခဲ့ပါရီဂျီယန်အိပ်ပျော်သွားချိန်မှာတော့ ဂျေမန်နဲ့ brother တို့က shopping mall အတွက်လိုအပ်တာလေးတွေကိုစီစဉ်နေခဲ့ကြပါတယ်။ဒါမှမဟုတ်လေဖာဂျင်ကမင်းရဲ့နောက်ကိုနောက်ခံလိုက်ပြီးတော့မင်းရဲ့ကိုခေါ်သွားခဲ့ကတိုက်ခိုက်ရေးပညာတွေကိုသင်ပေးနေခဲ့ပါတယ်။အချိန်တိုလေးတွင်းမှာပဲမင်းရဲ့တိုက်ခိုက်ရေးစွမ်းဆောင်ရည်ကတိုးတက်လာခဲ့ပါတယ်။ဘေးလီတယောက်ကတော့အီယောင်ဟန်တားထားလို့သာခဏတာငြိမ်နေခဲ့ပေမယ့်ဂျေမန်ကိုအခဲမကြည့်သေးလို့သူ့ရဲ့မကြည်နဲ့ချက်တွေကိုတနက်ပြစ်လေးကျင်လာတဲ့ပောက်ကွဲနေခဲ့တယ်လို့ဂျေမန်ရဲ့အိမ်မက်တွေတည်းထိဘေးလီက၆လန့်နေခဲ့ပါတယ်။ဒီလိုနဲ့ GN တယောက်တဖြည်းဖြည်းနဲ့အရွယ်ရောက်လာတဲ့အခါမှာတော့ ဂျီယန်ကလောက်လေးကပြည့်ရတာကိုစိတ်ဝင်စားတာကိုတွေးလိုက်ရတော့ဂျီမန်ကဂျီယန်ကိုတိုက်ခိုက်ရေးပညာတွေသင်ပေးဖို့အချိန်တန်ပြီလို့တွေးမိသွားတာကြောင့်တနက်ပြတာနေစပြီးတော့သင်ပေးနေတဲ့အချိန်မှာပဲ season 1ရဲ့ episode 7လေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။ဟုတ်ကဲ့ပါ။နောက်ရည်များမှလည်းပဲကြံရှိနေသေးတဲ့ episode တွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးနေမှာမလို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ပေးလို့ထားဖို့တောင်းဆိုလိုက်ပါကြခင်ဗျာ။အခုလိုမျိုးချိန်ပေးပြီးတော့အဆုံးထိအားပေးတ िश ူးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါကြောင်းနဲ့ပရိသတ်များနဲ့တကွာ ရှင်မြန်မာပြည်သားအားလုံးပဲကျန်းမာပေးခဲ့ကြပါစေခင်ဗျာ။